မိတ်ဆွေများအားလုံးမင်္ဂလာပါမိတ်ဆွေတို့ကိုကျွန်တော်ဒီနေ့ထပ်ပြီးတော့ရောက်ရှိလာတဲ့ eBay tester လေးနဲ့မိတ်ဆက်ပေးပါမယ်တခါတည်းမိတ်ဆွေတို့ကိုအသုံးပြုပုံနည်းလေးပါကျွန်တော်တခါတည်းပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒီမှာကြိုးတွေပါတယ် socket တွေပါတယ်ဘာ ਈ လဲဆိုတာကျွန်တော်ထပ်ရှင်းပြပေးပါမယ်ဒီအပေါ်ကကြိုးနှစ်စုံကကျွန်တော်တို့ဒီ controller ကပ်ဘူးကောင်းကောင်းကိုဆန်းလို့ရမယ် ဒီအလဲကကျိုးနှစ်ဆုံးကမိတ်ဆွေတို့ရဲ့မော်တာတွေမိတ်ဆွေတို့ရဲ့စင်ဆာတွေကိုကောင်းမကောင်းဆန်းလို့ရမှာပဲဖြစ်ပါတယ်ဒီအောက်ကဒီ၃ချောင်းကတော့မိတ်ဆွေတို့လီဘာစင်ဆာကောင်းမကောင်းတော့ကောင်းမကောင်းကိုဆန်းလို့ရမယ်ကျိုးတွေပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ခုလက်တွေ့ဆန်းပြပေးပါမယ်ဒီနေ့ဆန်းပြလို့မရမယ်ဆန်းပြလို့မရတဲ့ခုရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ကပ်ဘူးကောင်းမကောင်းကိုဒီအနေနဲ့ဆန်းပြလို့မရပါဘူးဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကပူးကမီးကျွေးထားမှပဲဆန်းလို့ရမှာဖြစ်ပါတယ်ဒီလို အလုတ်ဆန်းလို့မရပါဘူးမိတ်ဆွေတို့ဘိန်းမှာတက်ထားလို့ရှိရင်အားလုံး join ထားပြီးသားဆိုလို့ရှိရင်ကျွန်တော်တို့ဒီမော်တာကြိုး၃ကြောင်းဖြုတ်မယ်စင်စာ၅ကြောင်းဖြုတ်မယ်ဖြုတ်ထားပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာလာတက်လိုက်ပါနော်ဒီအပေါ်မှာကျိုးနှစ်ဆုံရှိတယ်နှစ်ဆုံမှာအဲ့တော့ မိတ်ဆွေတို့ရဲ့ဒီကွန်ထရိုလာဘုံးမှာဒီစင်ဆာကြိုးဆော့ကတ်မဖြစ်ထားဘူးဆိုလို့ရှင်တော့အလွယ်တကူပါပဲဒါလေး ਨੇ ထိုးလိုက်ရမှာပဲအဲ့တော့ကျန်တဲ့၃ချောင်းမော်တာကြိုး၃ချောင်းကိုဒီမှာသူ့အောင်တိုင်းသူညှက်လိုက်ပါညှက်ပြီးလို့ရှိရင်ဒီဆက်ကလေးကိုမီးဖွင့်လိုက်ပါပြီးလို့ရှိရင်မိတ်ဆွေတို့ကစပိန်မှာတော့ဖွင့်ပြီးလီဘာဆွဲကြည့်ပါလီဘာဆွဲလိုက်လို့ရှိရင်ဒီအပေါ်မှာမီးနှစ်တန်းရှိပါမယ် အဲ့ဒီမီနတန်းကမေဆူတို့ရဲ့ကွန်ထရိုလာဘူးကောင်းနေဒီ6လုံးလုံးပြေးနေမှာပေါ့နော်မေဆူတို့ရဲ့ကပူမကောင်းဘူးဆိုလို့ရှိရင်ဒီ6လုံးလုံးနဲ့မှာမှာမီတစ်ခုခုကမလင်းဘူးပေါ့နော်အဲ့ဒါဆိုရင်မီမလင်းဘူးဆိုရင်ဒါလွဲတကူပဲကပူမကောင်းဘူးဒီပါဆွဲလိုက်လို့ဒီမီ6လုံးလုံးကလင်းနေမယ်ဆိုလို့ရှိရင်ပြေးပြီးလင်းနေမယ်ဆိုရင်မေဆူရဲ့ကွန်ထရိုလာဘူးကောင်းတယ်လို့အကြံပြန်ယူဆလို့ရပါတယ် အဲ့တော့ဒီနေ့ကျွန်တော်ဆံပြလို့ရမယ့်အရာနှစ်ခုကတော့ဒီအောက်နဲ့အောက်ဆိုင်အပိုင်းနေပါတော့အဲ့တော့ကျွန်တော်တစ်ချက်ဆံပြပြပါမယ်အဲ့တော့ကျွန်တော်ဒီကောင်ကိုဘယ်အရင်ဆန်းပြမလဲဆိုတော့ဒီမော်တာကိုဆန်းပြပေးမှာဖြစ်ပါတယ်အဲ့တော့မော်တာကြိုးမိတ်ဆွေတို့မော်တာကြိုးဖြုတ်လိုက်ပြီဆိုလို့ရှိရင် မော်တာကြိုး၃ချောင်းရင်ဒီစင်စံ၅ချောင်းရင်ကျန်မယ်ပေါ့နော်စင်စံ၅ချောင်းကျန်မယ်ဆိုရင်ဒီမှာကတော့မော်တာသစ်ဖြစ်တဲ့အတွက် socket မဖြစ်ထားဘူးအဲ့တော့ကျွန်တော်အလွယ်တကူသူ့မှာပါတဲ့ socket ကလေးနဲ့တက်လိုက်ရမှာပဲစဉ်းစား socket တက်ပြီးပြီဆိုလို့ရှိရင်နောက်ထပ် motor joe socket ညက်ကလေးနဲ့ညှက်လိုက်ရမှာပဲ အော်မိတ်ဆွေတို့အားလုံးတက်ပြီးသွားပြီဆိုလို့ရှိရင်ကလုတ်ကလေးဖွင့်လိုက်ပါကလုတ်ကလေးဖွင့်ပြီးတော့ကျွန်တော်မော်တာကိုလက်နဲ့လှဲပါဖြစ်ပါတယ်ဒီ6လုံးလုံးပြေးနေပါတယ်ဒါဆိုလို့ရှိရင်မော်တာစင်ဆာကြီးလည်းကောင်းတယ်ကွိုင်းကြီးလည်းကောင်းတယ်တကယ်လို့မော်တာစင်ဆာမကောင်းဘူးဆိုလို့ရှိရင်မီးကလှဲလိုက်ရင် ဒီတလုံးလုံးကမီးမလင်းမှုပေါ့နော်အဲဒါဆိုရင်မော်တာစင်ဆာမကောင်းလို့ယူဆရမယ်ထိုးနေ၎င်းပဲဒီအောက်က꽌နေတယ်ပြက်နေတယ်လောင်နေတယ်ဆိုလို့ရှင်ဒီလိုမီးတွေမလင်းမအောင်လှဲလိုက်လို့ရှင်အခုကတော့လှဲလိုက်ရင်မီးချောလုံးလုံးလင်းပါတယ်ဒါဆိုရင်ကျွန်တော်တို့꽌လည်းကောင်းတယ်မော်တာစင်ဆာကြီးလည်းကောင်းပါတယ်ခင်ဗျအဲတော့နောက်ဆုံးတစ်ခုကျန်တာလီဘာစင်ဆာကောင်းမကောင်းကျွန်တော်စမ်းပြပေးမှာဖြစ်ပါတယ် လီဘာလဲမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဂျိုးက5ဂျိုးနဲ့လာတယ်6ဂျိုးနဲ့လာတယ်6ဂျိုးနဲ့လာတယ်ဆိုလို့ရှိရင်အများဆုံးကလီဘာတော့တစ်ချက်ဖြစ်ပါတယ်5ဂျိုးလဲလာရင်တော့တစ်ချက်ပါဂျိုး6ဂျိုးလာမယ်ဆိုရင်တော့တစ်ချက်ဖြစ်ပါတယ်အဲ့ထက်မှမှဒီအနီးနဆိုင်ဂျိုး3ဂျောင်းကလီဘာစင်စာပဲဖြစ်ပါတယ် ျွန်တော်တစ်ချက်ဒီနီနန်စိန်ကိုဒီပါစင်စာကောင်းမကောင်းစမ်းပြပေးပါမယ်ရဘာချောချောနဲ့ အဲ့တော့ကျွန်တော်အနီးနဲ့စိတ်၃ချောင်းလုံးတက်ပြပါပြီအဲ့တော့ကျွန်တော်ပါဝါဖွင့်လိုက်ပါမယ်လေယာမီးကကျွန်တော်လီဘာဆဲလီဘာဆွဲလိုက်ရင်မီးလင်းလာပါလိမ့်မယ်တကယ်လို့မိတ်ဆွေတို့ရဲ့လီဘာစင်စာမကောင်းဆိုရင် လီဘာဆွဲလဲလုံးဝမီးမလင်းပါဘူးအဲ့တော့ဒီလီဘာလီဘာစင်စာကောင်းပါတယ် တော့ကောင်းမကောင်းစမ်းပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်အဝါရယ်အဖြူရယ်ဒီချိုကလက်ရောင်လေးရယ်ပါရယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒီအဝါကျိုးကိုတော်ကျိုးလို့ယူဆလိုက်ပါမယ်ဒီအဖြူကတော့ဘက်ထရီတာလိုက်ကျိုးအဲ့တော့ဒီအဝါနဲ့ဒီချောကလက်ရောင်နဲ့က တော်ကြိုးလို့ကျွန်တော်ယူဆလိုက်ပါမယ်အဲ့အတွက်ကျွန်တော်ဒီမှာနှစ်ချောင်းလုံးပူပြီးတော့အစိမ်းမှညှက်လိုက်ပြီးဒီအနက်ကလွတ်ထားပါဒီနက်ဒီနက်နဲ့ဆန်းရမလို့ပေါ့နော်အဲ့တော့ကျန်တဲ့အဖြူကိုအနီနဲ့အနီညှက်နဲ့ညှက်လိုက်ပါမယ်အော်ကျွန်တော်တို့ခလုတ်ဖွင့်လိုက်ပါမယ် ော်တော့ဖွင့်ပြပါမယ်။ပထမတစ်ချက်မီးလင်းတယ်။နောက်တစ်ချက်လည်းမီးလင်းပါတယ်။အဲ့တော့အလွယ်တကူပါပဲ။အသုံးပြရတာလည်းလွယ်တယ်။လုံးဆောင်ပုံတွေကလည်းရှင်းလင်းတယ်။ဒီဆက်ကလေးဆောင်ထားလို့ရှိရင်မိတ်ဆွေတို့ရဲ့စပိန်ပဲဖြစ်ဖြစ်ပရီဆိုင်ကပဲဖြစ်ဖြစ်အလွယ်တကူကိုကိုတိုင်းအဲ့ဒါကိုရှာလို့ တွေ့မှာပဲဖြစ်ပါတယ်ကျွန်တော်စီမှာဒီပစ္စည်းလေးရောက်ထားပါတယ်အရေးအတွက်အများကြီးမဟုတ်တဲ့အတွက်မြင်မြန်ဝေယူမှာစိတ်ချပါဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ